စကြီးနှစ်ကောင်ဦးဆောင်ထားတဲ့ပနတီအလွဲဆုံးကစားသမားများအားလုံးပဲမင်္ဂလာပါ။ရိုနယ်ဒိုနဲ့မက်ဆီတို့ဟာလက်ရှိမှာကစားသမားဘဝနေဝင်ချိန်ကိုရောက်နေပြီဖြစ်ပြီးတော့ဥရောပမှာလည်းမရှိကြတော့ပါဘူး။ရိုနယ်ဒိုကလည်းဆော်ဒီကိုရောက်နေပြီဖြစ်ပြီးတော့မက်ဆီကလည်းမေဂျာလိဂ်ကလပ်ကိုရောက်ရှိနေပါပြီ။စကြီးနှစ်ကောင်နေဝင်ချိန်ကိုရောက်နေပြီဆိုပေမဲ့သူတို့ကြားဘသူပိုကောင်းတယ်လဲဆိုတဲ့အငင်းခွန်ကတော့အခုထိကိုအဆုံးမသတ်သေးပါဘူး။ဒါပေမဲ့ပရိသတ်တွေမသိကြသေးတာတခုကတော့ပန်တီအများဆုံးလွှဲထားတဲ့ကစားသမားစီးရင်မှာဖေကြီးနှစ်ဦးကဥဆောင်ထားတယ်ဆိုတာပဲဖြစ်ပါတယ် ဒါကြောင့်ဒီနေ့မှာတော့ပုံသတ္တိအများဆုံးလွဲထားကြတဲ့ကစားသမား၅ဦးရဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။နံပါတ်၁အနေနဲ့ကတော့မက်ဆီပဲဖြစ်ပါတယ်။ဖဂျီမက်ဆီကတော့ကစားသမားဘဝတစ်လျှောက်လုံးမှာပုံသတ္တိ30ချိန်ကြီးကိုလွဲထားပြီးတော့ပုံသတ္တိလွဲဆုံးကစားသမားဖြစ်ရည်တင်ပြပါတယ်။ဖဂျီအားတော်သားချဲပေါ့တို့စီမာတော့ကပုံသတ္တိတေကမဟုတ်ခဲ့ပေမဲ့အာဂျင်တီးနားနဲ့ဂုံကြီးတို့စီမာတော့ပင်နိုင်ကန်သွင်းသူတရားဖြစ်ပါတယ်။ဒါအပြင်လက်ရှိအင်နာမိုင်ယာမီအသင်းမှာလည်းဆက်ကြီးပဲကန်သွင်းနေကြတာပါ။ဖဂျီမက်ဆီရဲ့ပုံသတ္တိတွင်ကိုရည်ထွက်ကတော့တရား၉ခုအထိကိုရှိနေပြပါတယ်။ ဖဂျီမက်ဆီကသူကန်သွင်းရတဲ့ပနန်တီတွေရဲ့၄၀ရာခိုင်နှုန်းနောက်ထိကိုလွဲချော်ထားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။နမန်နေနေနေကတော့ရိုနယ်ဒိုပဲဖြစ်ပါတယ်။ဖဂျီမက်ဆီရဲ့နောက်ဒုတိယနေရာလိုက်နေတာကတော့ဖဂျီရိုနယ်ဒိုပဲဖြစ်ပါတယ်။ရိုနယ်ဒိုကတော့ပနန်တီကနေသွင်းကိုပေါင်း164ဂိုးဒီတင်ယူနိုင်ခဲ့ပြီးတော့29ချိန်ပဲလွဲချော်ထားပါတယ်။စကြီဝနတူဟာရောက်လျာအတင်းတိုင်းမှာပနန်တီကန်တင်းဝင်ရတဲ့ကစားသမားဖြစ်တတ်ပါတယ်။ကန်သွင်းငွေပုံများလေလွဲချော်နိုင်ကြီးကလည်းပုံများလေဖြစ်လို့စကြီဝနတူကလည်းပနန်တီလွဲဆုံးစီးရင်မှာနမတ်နဲ့နေရာကနေရည်တည်နေပါတယ်။ နံပါတ်3နေနေကတော့တော်တီရဖြစ်ပါတယ်။ဝမ်ကလမန်လို့ပြောလိုက်တာနဲ့ရိုမကနဝင်ကြီးတော်တီကတော့မပါမဖြစ်ပဲလို့ပြောလို့ရပါတယ်။တော်တီကရိုမအသင်းအတွက်ကာလာရှိကစားပေးခဲ့ပြီးတော့ရိုမအသင်းမှာပဲအနားယူခဲ့ပါတယ်။ရိုမအသင်းမှာလည်းပနာဒီတေကာတယောက်ဖြစ်ခဲ့ပြီးတော့ပနာဒီလွဲချော်မှုအနေနဲ့16ချိန်တိရှိခဲ့ပါတယ်။တော်တီကတော့ပြီးခဲ့တဲ့2018ခုနှစ်တုန်းကကစားသမားဘွားကနေအနားယူသွားခဲ့ပါတယ်။နံပါတ်၄နေနေကတော့ဇီနက်ဖျားကြီးဇလာတန်ပဲဖြစ်ပါတယ်။ဇလာတန်လို့ဆိုလိုက်တာနဲ့မသိရဘလုံးပြတ်သက်ရှိမယ်လို့မထင်ပါဘူး။ ဇလာတန်ကလည်းပနတီအများဆုံးဆွဲထားတဲ့စီရင်ထဲမှာပါဝင်နေပြီးတော့ကဇလမဘွားတစ်ယောက်လုံးမှာပနတီ16ချိန်ကြီးလွှဲထားခဲ့ပါတယ်။သူစကားအတိုင်းဆိုရင်ဇလာတန်ကပနတီလွှဲတာမဟုတ်ဘဲနဲ့ပနတီကဇလာတန်ကိုလွှဲတာပဲဖြစ်နိုင်ပါတယ်။နံပါတ်9လင်းလေးကတော့အန်တိုနီယိုဒီနာတယ်လီပဲဖြစ်ပါတယ်။အီတလီတိုက်စစ်မူဟောင်းကြီးဒီနာတယ်လီကတော့သူ့ရဲ့ကစားသမားဘွားကိုအီတလီမှာပဲဖြတ်တန်းနေပူပါတယ်။သူကတော့ကစားသမားဘွားမှာပွဲပေါင်း206ပွဲကစားပြီးတော့258ဂိုးတင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပနတီနဲ့ပတ်သက်လာရင်တော့အကမကောင်းခဲ့ဘူးလို့ပဲပြောရမှာပါ ကျေးဇူးပါပနတီ58ကြိမ်ကန်သွင်းရမှာ15ကြိမ်ထိကိုလွဲချော်ထားခဲ့တာဖြစ်ပါတယ်။အဲကြောင့်သူ့ရဲ့ပနတီလွဲခဲ့တဲ့ရှာကိုင်းတုန်းကဒီစင်းထဲမှာအများဆုံးဆိုတာ ပြောပြရပါတယ်။ဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။